ဒီပွဲစဉ်ကတော့နီးပြဂွာဒီလာအတွက်ပွဲတစ်ထောင်ပြည့်ပွဲစဉ်ဖြစ်ပြီးတော့ဘာစီလိုနာအရန်အသင်းရဲ့ဘာစီလိုနာအသင်းကြီးရဲ့ဘိုင်ယန်မြူးနစ်ရဲ့မန်စီးတီးရဲ့မှာပွဲတစ်ထောင်ပြည့်ပွဲစဉ်ကိုရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ Commentary by ဆို YouTube Channel ရနေပြီးတော့ကြိုဆိုပါရစေ။ဒီတစ်ပတ်မှာတော့အမတ်ဘေးချန်ပီယံဆုအတွက်ဘယ်သူကလိုက်လံဖိအားပေးမဲ့အသင်းဖြစ်လာမလဲဆိုတာအဖြေထုတ်ရမယ့်ပွဲစဉ်တစ်ပွဲရှိပါတယ်။ဒီပွဲစဉ်ကတော့ မန်စီးတီးနဲ့လီဗာပူးတို့ရဲ့ပွဲစဉ်မှာဥဆောင်သူအာဆင်နယ်နဲ့ကြားအမှတ်ကွာချက်ကိုရှော့ချဖို့အတွက်ဒီဘက်မှာမဖြစ်မနေနှစ်သင်းစလုံးကအနိုင်ကစားဖို့လိုတယ်ဆိုတော့ဒီနှစ်သင်းရဲ့ခြေစွမ်းနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်လေးကိုသုံးသပ်သွားခြင်းပါတယ်မန်စီးတီးသင်းကတော့ဗီလာသင်းကိုရှုံးနေခဲ့တဲ့ပွဲစဉ်နောက်ပိုင်းမှာဆွမ်စီးနဲ့ကစားတဲ့လီဖလာပွဲစဉ်ရဲ့ဘောမောင်းနဲ့ကစားတဲ့ပရီးမီးယားလိပွဲစဉ်ရဲ့ ဒေါမွန်နဲ့ကစားတဲ့ချန်ပီယံလိပွဲစဉ်ရဲ့ပြိုင်ပွဲစုံ၃ပွဲစတိုက်အနိုင်ရလတ်နဲ့လမ်းကြောင်းမှန်တစ်ခုကိုပြန်ရောက်လာပြီလို့ပြောလို့ရတယ်။မန်စီးတီးအသင်းကြောင်းပြောရင်တော့သူတို့ရဲ့တိုက်စစ်မှုဟာလန်ကမဖြစ်မနေထည့်ပြောရမယ်။ဟာလန်ကဒီရသည်ပရီးမီးယားလိ၁၀ပွဲကစားထားရမှာတွင်ကို၁၃ဂိုးသွင်းပြီးတော့ချန်ပီယံလိ၄ပွဲမှာတွင်ကို၅ဂိုးသွင်းထားတယ်။ဒီရသည်ပြိုင်ပွဲစုံ၁၄ပွဲမှာမန်စီးတီးအသင်းအတွက်တွင်ကို၁၈ဂိုးသွင်းထားသလိုချန်ပီယံလိပြိုင်ပွဲမှာမတူညီတဲ့ကလပ်၃သင်းနဲ့၅ပွဲစတိုက်ဂိုးသွင်းနိုင်တဲ့မှတ်တမ်းကိုလည်း ပိုင်ဆိုင်ထားပြီးတော့အသင်းဟောင်းဆက်ဘတ်မှာ2019တုန်းက9ပွဲဆက်ဂိုးသိမ်းခဲ့မှုတဲ့ဒေါ်မွန်သင်းမှာ2021တုန်းက6ပွဲဆက်ဂိုးသိမ်းခဲ့ပြီးတော့လက်ရှိမန်စီးတီးသင်းမှာပြီးခဲ့တဲ့ဒေါ်မွန်ရဲ့ပွဲစဉ်မှာဂိုးသိမ်းပြီးတော့ဒါအခုဆိုရင်9ပွဲဆက်ဂိုးသိမ်းထားတဲ့တော်တော်လေးကိုအားရစရာကောင်းပြီးဒီဟာဒီကစားတဲ့ပရီးမီးယားလိ10ပွဲမှာလည်း10ပွဲဂိုးသိမ်းထားတဲ့စပါးကိုရှုံးတဲ့ပွဲရဲ့ဗီလာကိုရှုံးတဲ့ပွဲ2ပွဲပဲဂိုးမသိမ်းခဲ့တာအဲ့ဒီ2ပွဲစလုံးလည်းမန်စီးတီးကဂိုးမရခဲ့ဘူးဆိုတော့ ဟာလန်ပေါ်မှာမက်ဆီဒီသင်းကလုံးဝမိခိုနေတာကိုတွေ့ရတယ်။တရားဒီမက်ဆီဒီသင်းကပြိုင်ပွဲဆုံးသွင်းကို35ဂိုးသွင်းခဲ့ရမှာဟာလန်က16ဂိုးသွင်းခဲ့တယ်ဆိုတော့90ရာခိုင်နှုန်းလောက်ကဟာလန်သွင်းဖိတာဆိုတော့ဟာလန်ကတကယ်ကိုမက်ဆီဒီသင်းရဲ့အရေးပါဆုံးသံတမန်အဖြစ်တရားဒီတိုက်တယ်ရေးစ်မှာဘယ်လောက်ထိထမ်းတင်နိုင်မလဲဆိုတာစောင့်ကြည့်သွားရမယ်။ဟာလန်နဲ့ပတ်သက်ပြီးနောက်ထပ်စောင့်ကြည့်သွားရမယ်။ record တစ်ခုကတော့ပရီးမီးယားလိမှာ108ပွဲကစားပြီးတော့သွင်းကို68ဂိုးသွင်းထားတယ်။ ဂိုးတရာပြေးဖို့နှစ်ဂိုးပဲလိုတော့တယ်လို့ပရီးမီးယားလိသမိုင်းမှာဂိုးတရာအမြန်ဆုံးပြေးခဲ့တဲ့ကစားသမားကအလန်ရှိယာ124ဝက်မှာဂိုးတရာပြေးခဲ့တယ်ဆိုအလန်ရှိယာရဲ့စံချိန်ကိုကြော်ဖြတ်သွားနိုင်မဲ့လက္ခဏာတွေလည်းမြင်နေရတယ်။ဟာလန်ရဲ့ပရီးမီးယားလိသွင်းဂိုး68ဂိုးကို analyze လုပ်ကြည့်မယ်ဆိုရင်ခေါင်းတိုက်သွင်းခဲ့တဲ့ခေါင်းတိုက်ဂိုးက16ဂိုးဘဲချေကန်ချက်နဲ့သွင်းခဲ့တဲ့သွင်းဂိုးက90ညာချေနဲ့သွင်းခဲ့တဲ့သွင်းဂိုးက71ဂိုးနဲ့တခြား အားသားအနေနဲ့ကတကိုးသွင်းထားတယ်။မိနစ်ပေါင်း8932မိနစ်ကစားထားမှာမန်စီးတီးသင်းတွက်ပရီးမီးယားလိသွင်းကို68ဂိုးသွင်းထားတယ်။ဒီအားဒီအနေနဲ့ကြည့်မယ်ဆိုရင်ကန်ကျက်43ချိန်ကန်သွင်းခဲ့ရမှာဂိုးပေါက်တဲ့ကန်ကျက်25ချိန်ရှိပြီးတော့သွင်းကို73ဂိုးရထားတယ်။ expected goal က10.25ပဲရှိရဆိုတော့ပုံမှန်ထက်ကို2.5လောက်ပို့ပြီးတော့ဂိုးသွင်းထားတယ်လို့ပြောလို့ရတယ်။သူ့ရဲ့ကစားချိန်နဲ့အချိုးချကြည့်မယ်ဆိုရင်66မိနစ်မှာတကိုးလောက်သွင်းထားခဲ့ပြီးတော့ ါပစ်ချက်20ချိန်ရခဲ့ရမှာသွင်ကို17ဂိုးသွင်းနိုင်ခဲ့ပြီးတော့ shot conversion rate ကလည်း30.2ရှိရဆိုတော့တကယ်လို့ဟာလန်ရဲ့အကောင်းဆုံးခြေစွမ်းကိုဒီဘက်မှာထပ်ပြီးတော့မြင်ရမလားဆိုတာစောင့်ကြည့်သွားရမယ်။မက်ဆီတီးတင်းကတော့နောက်ပိုင်းမှာဒါကွန်းလယ်ပိုင်းမှာဖိုဒန်လည်းအကောင်းဆုံးခြေစွမ်းရလာသလိုဖိုဒန်ကပြီးခဲ့တဲ့ဒေါ်မွန်နယ်ပွဲမှာသွင်ကို2ဂိုးသွင်းနိုင်ခဲ့ပြီးတော့ချန်ပီယံလိရဲ့အကောင်းဆုံးသမားဆုကိုပြီးခဲ့တဲ့အပတ်အတွက်ရရှိခဲ့တယ်။နောက်ထပ်ကွန်းလယ်ကစားသမားရှာကီလည်းခြေစွမ်းပြ ကစားနေသလိုရှာကီကဘုံမောင်းတဲ့ဘွဲမှာရောဒေါ့မွန်နဲ့ဘွဲမှာရောအကောင်းဆုံးခြေစွမ်းပြနေရဆိုဒီလိုကွန်းလယ်တိုက်စစ်သမားတွေခြေစွမ်းပြနေချိန်မှာဘယ်ချန်ကဒိုဂူကလည်းသူ့ရဲ့တူးချင်းဒရီဘယ်တွေမြန်နှုတ်နေတဲ့ပြိုင်ဘက်ခံစစ်ကိုဖိအားပေးနိုင်တယ်ဆိုတော့မန်စီးတီးတိုက်စစ်ကတော်တော်လေးကိုအားရစရာကောင်းတယ်ဒါပေမဲ့ညာချမ်းမှာတော့ဘသူ့ကိုတုံးမလဲဆိုတာကစဉ်းစားစရာပဲညာချမ်းမှာအော်စကာဘော့ရှိရယ်ဆာဗီညိုရှိရယ်လိုအပ်ရင်ဘာနာရူဆေးပါကိုလည်းညာတော်မှာသုံးနိုင်တယ်ဆိုတော့ညာချမ်းမှာဘသူသုံးမလဲဆိုတဲ့အပိုင်းကိုတော့စောင့်ကြည့်ရမယ်။ကွက်လက်မှာတော့နီကိုဂွန်ဇာလက်နဲ့ရိုင်ဒါစ်ကို နှစ်ယောက်ကိုတွဲသုံးမလားဒါမှမဟုတ်ရင်နီကိုဂွန်ဇာလက်ကို single pivot အနေနဲ့ထားပြီးတော့ riders ကိုရှေ့မှာရှိတဲ့ forward နဲ့တွဲပြီးတော့ညာချမ်းကို shaki ထွက်ကစားမလားဆိုတာစောင့်ကြည့်ရမယ်ခန်းစစ်မှာလည်းပုံမှန်အဖြစ်တော့ Ruben Dias နဲ့ John Stone ကိုတွဲသုံးလို့ရှိပြီးတော့တခါလေ John Stone ကိုမသုံးတဲ့ပွဲတွေမှာ Cavardio ကို Dias နဲ့တွဲသုံးတာမျိုးလည်းမြင်ရတယ်လက်ရှိခန်းစစ်မှာဆိုရင်တော့ဘယ်ချမ်းမှာ O'Reilly ကတော်တော်လေးကိုအားကိုးနေရပြီးတော့ O'Reilly ကိုဘယ်ချမ်းမှာသုံးမယ်ဆိုရင်တော့ attacking အတွက်အများကြီးပို့ပြီးတော့ ားကောင်းနိုင်တယ်လို့ Gavardiol နဲ့ Diaz အတွဲကလည်းပိုပြီးစိတ်ချရလို့လည်းယုံကြည်တယ်ညာချမ်းမှာတော့ Nunes ပဲပွဲထလာဖို့များတယ်ကိုသမားနေရာမှာလည်း Donnarumma Donnarumma က Man City နဲ့ကစားထားတဲ့ပွဲတွေမှာ Villa နဲ့တပွဲပဲရှုံးထားပြီးတော့သူရောက်လာတဲ့ Man City တင်းကခြေစွမ်းပိုင်းရောရလက်တွေရောတိတလာထိုးတက်လာတဲ့ဆိုတော့ဒီနေ့မှလည်း Donnarumma ရဲ့ဥဆောင်မောင်းနဲ့နိုင်မှုနဲ့ခက်စစ်ကဘလောက်ထိ solid ဖြစ်မလဲဆိုတာကိုတော့စောင့်ကြည့်ရမယ် Man City တင်းကတော့ပြီးခဲ့တဲ့ April လာဆန်းလောက်ကနေစတင်မယ်ဆိုရင် Premier League မှာ နိုင်ပွဲအများဆုံးအသင်းရမှတ်အများဆုံးအသင်းဖြစ်ရပ်တည်နေတယ်။နိုင်ပွဲ73ပွဲနဲ့ရမှတ်42မှတ်ထိယူထားခဲ့ပြီးတော့3ပွဲတည်3ပွဲပဲရှုံးထားတယ်။အထူးသဖြင့်သူတို့ရဲ့အိမ်ကွင်းထဲမှာဆိုရင်နောက်ဆုံး10ပွဲမှာ9ပွဲထိနိုင်ရခဲ့ပြီးတော့ချွင်းချက်နေတဲ့ဒီယာစီစပါတသင်းကိုပဲရှုံးထားရဆိုတော့အာမန်စတီးနဲ့ပတ်သက်ရင်အားရစရာကောင်းတဲ့အပိုင်းတွေပြောပြပြီဆိုတော့သူတို့နဲ့ပတ်သက်ပြီးတော့စိုးရိမ်စရာကောင်းတဲ့အပိုင်းလေးကိုလည်းပြောချင်ပါတယ်။ဒါကတော့ဒီယာစီ10ပွဲကစားထားမှာ subspace လို့ခေါ်တဲ့ဒီ Telegram mode တွေကနေ twin go တကူမှမရထားသေးဘူးပွဲစဉ်10ပွဲကစားခဲ့ရမှာ open play ကနေပြီး twin go အားလုံးကို twin ခဲ့ပြီးတော့ဒါ Premier League သမိုင်းမှာပွဲစဉ်10ပွဲပြီး subspace တကူမှမပါဘဲနဲ့ open play ကနေပြီး twin ခဲ့တဲ့အသင်းဖြစ်လဲမှတ်တမ်းဝင်ထားတယ် Man City အသင်းမှာနောက်ထပ်စောင့်ကြည့်ရမယ့်ကစားသမားတွေကတော့ Drogu နဲ့ Foda မှာဒီကစားသမားနှစ်ယောက်စလုံးက Chan Create အချိန်20နဲ့ထက်လောက်ထားတဲ့ကစားသမား9ယောက်ထဲမှာသူတို့နှစ်ယောက်ကပါဝင်နေပြီးတော့ ဖိုတန်ကတပွဲကို2.9ချိန်လှုပ်ထားပြီးတော့ဒိုကူကတပွဲကို3.3ချိန်လှုပ်ထားတယ်။အဲ့တော့သူတို့ရဲ့ဒီအခွင့်အရေးဖန်တီးမှုတွေဒီဘက်မှာထပ်မံမြင်တွေ့ရမလားဆိုတာလည်းစိတ်ဝင်စားဖို့ကောင်းတယ်။လီဗာပူးတင်းကလည်းနောက်ဆုံးနှစ်ပွဲဆက်အနိုင်ရထားခဲ့ပြီးတော့ပရီးမီးယားလိမှာဖီလာကို2-0နိုင်တယ်ချန်ပီယံလိမှာဥရောပရဲ့ဘရင်လို့သတ်မှတ်ထားတဲ့ရီယယ်မက်ဒရစ်ကို1-0နဲ့အနိုင်ရခဲ့တယ်။နှစ်ပွဲစလုံးမှာသူတို့ရဲ့အကောင်းဆုံးပုံစံကိုမြင်ခဲ့ရပြီးတော့ ရီယယ်မက်ဒရစ်နဲ့ကစားခဲ့တဲ့ခြေစွမ်းကတော့လီဗာပူးအစစ်မှန်ကိုပြန်လည်မြင်တွေ့ခဲ့ရတဲ့ပွဲလို့ပြောရမယ်။ရီယယ်မက်ဒရစ်နဲ့ဘာစီမာတော့လီဗာပူးတင်းရဘောလုံးပိုက်ဆိုင်မှုက40ရာခိုင်နှုန်းအောက်လောက်ပဲရှိတယ်ဆိုပေမဲ့ကန်ဂျက်18ကြိမ်ရှိတယ်။အဲ့ထဲကနေကိုပေါက်တဲ့ကန်ဂျက်9ကြိမ်ပါပြီးတော့900နိုင်တဲ့အပိချန်က၄ကြိမ်ထိပါခဲ့တယ်။တပွဲလုံးမှာ expected goal ကလည်း2.590ရှိပြီးတော့တော်တော်လေးကိုပုံစံကောင်းပြနိုင်ခဲ့တာကိုတွေ့ရတယ်။ပြိုင်ဘက်ကိုသမားကော်ထရာသာလက်စွပ်မပြနိုင်ခဲ့ဘူးဆိုရင်ဒီပွဲကဒီထက်အများကြီးပြတ်သားတဲ့ရလက်ဖြစ်သွားနိုင်တယ်။ လီဗာပူးသင်းဒီလိုရလက်ကောင်းနေနဲ့ပြန်လာနိုင်မှုမှာနီးပြအာနက်ဆော့အနေနဲ့ကွင်းလက်မှာဆိုဘော့စလိုက်ရဲ့မက်ကလစ်စတာရဲ့ဂရဘဘက်ရဲ့၃ယောက်အတွဲကိုပြန်သုံးခဲ့တဲ့အချက်ကိုတော့မဖြစ်မနေအတိအမှတ်ပြုရမယ်။သူအနေနဲ့ကွင်းလက်ပိုင်းကိုအမျိုးမျိုးပြောင်းလဲသုံးဆွဲခဲ့ပေမဲ့လည်းအလုံးမဖြစ်ခဲ့ပဲနဲ့ဒီရာသီမှာရုံးကန်ခဲ့ရသူ၄ပွဲဆက်အရှုံးနဲ့ရင်ဆိုင်ခဲ့ရပြီးတော့အဲ့ဒီအရှုံးကိုဗီလာနဲ့ပွဲမှာပြန်လဲခြေဖြတ်နိုင်ခဲ့တာ။ဆိုတော့ဒီဘက်မှာလည်းဒီကွင်းလက်၃ယောက်တွဲကိုပဲအဓိကအသုံးပြုပြီးတော့သူတို့ရဲ့ကွင်းလက်ဝင်ရိုးနဲ့မန်စီးတီးကိုရင်ဆိုင်သွားမယ်ထင်တယ်။ ခါစစ်မှာတော့ဘန်တိုင်းနဲ့ကိုနာဒေးပဲကစားသွားမှာဖြစ်ပြီးတော့ပယ်ချက်မှာဝိုင်းရင်နောက်ခံလူရောဘတ်ဆန်ကိုတတ်မန်ဒီဖန်နာပုံစံမျိုးနဲ့ကစားစေမယ်လို့ထင်တယ်။ပြီးခဲ့တဲ့ရီယယ်မက်ဒရစ်နဲ့ပွဲစဉ်မှာဖနီးစီယက်ကိုလှုပ်မရအောင်ထိန်းချုပ်နိုင်ခဲ့တဲ့ဘရက်ဒလီကိုပဲဒီနေ့ပွဲစဉ်မှာလည်းဆက်လက်အသုံးပြုဖို့များပြီးတော့တိုက်စစ်ပိုင်းမှာတော့အီဂီတီဂီကိုညတော်မှမှာဆာလာပယ်ချက်မှာဖလော်ရီယန်ဗက်စလာဂက်ပိုလာဆိုတာကိုစောင့်ကြည့်ရမယ်။ Florian Vaz ကတော့ပြီးခဲ့တဲ့ Champion League Real Madrid နဲ့ပွဲစဉ်မှာသူရဲ့အကောင်းဆုံးပုံစံတစ်ချို့ကိုပြသနိုင်ခဲ့တယ်ဆိုတော့နီးပြရဲ့ယုံကြည်မှုကိုရယူနိုင်မလားဆိုတာလည်းစိတ်ဝင်စားစရာကောင်းတယ်။ဒီဘက်မှာအဓိကစောင့်ကြည့်ရမယ့်ကစားသမားကတော့ Premier League မှာနှစ်ပွဲစတိုက်ဂိုးပြန်သွင်းနိုင်ခဲ့တဲ့ Salah ပါ။ Salah က Villa နဲ့ပွဲမှာဂိုးသွင်းခဲ့ပြီးတော့ Twin Goal 188ဂိုးဂိုးဖန်တီးမှု88ချိန်နဲ့ Twin Goal နဲ့ဂိုးဖန်တီးမှု286ချိန်ထိ Liverpool အသင်းအတွက်လှုပ်ထားခဲ့ပြီးတော့ Wayne Rooney ရဲ့စံချိန်ကိုလိုက်မိသွားခဲ့ပြီး ဝိရိုနီကမန်ယူနိုက်တက်အသင်းအတွက်သွင်းကို183ကိုဂိုးဖန်တီးမှု63ကြိမ်လှုပ်ထားရဲဆိုတော့ဒီပွဲမှာသာဆာလာအနေနဲ့သူ့ရဲ့အကောင်းဆုံးပုံစံကိုပြနိုင်ခဲ့မှာဆိုရင်ကလပ်အသင်းတစ်သင်းမှာသွင်းကိုနဲ့ဂိုးဖန်တီးမှုအများဆုံးလှုပ်ထားတဲ့ရိုနီကိုလည်းကျော်ဖြတ်သွားဖို့ရှိနေတယ်။ပြီးတော့ဆာလာနဲ့ပတ်သက်ရင်စောင့်ကြည့်ရမယ့်အချက်ကဆာလာကမန်စီးတီးနဲ့တွေ့တဲ့ပွဲတွေမှာသွင်းကို6ကိုဂိုးဖန်တီးမှု6ကြိမ်နဲ့သွင်းကို15ကိုပါဝင်ပတ်သက်ထားပြီးတော့မန်စီးတီးသင်းကို ဒါပြိုင်ဘက်ကစားသမားတစ်ယောက်အနေနဲ့အတွင်းကိုအများဆုံးပါဝင်ပတ်သက်ထားတဲ့ကစားသမားအဖြစ်လည်းရှိနေတယ်။လေဘောင်းတင်ရောက်ဒီပွဲစဉ်မှာသူတို့ရဲ့အဓိကအားထားရတဲ့ဂိုးသမားအလီစင်ဘက်ကတိုက်စစ်မှုသစ်အလက်ဇန္ဒားအီဆက်နဲ့ဖရင်ဘောင်တို့လွဲချော်သွားဖို့ရှိနေပြီးတော့ပြီးခဲ့တဲ့ပွဲစဉ်တွေမှာအသုံးပြုခဲ့တဲ့လူစင်တိုင်းပဲဒီပြအာနစ်စလော့အနေနဲ့ဒီပွဲမှာရင်ဆိုင်လာမယ်လို့ယူဆရတယ် ဒီပါဦးတင်ကတော့နောက်ဆုံးနှစ်ပွဲဆက်ဗီလာနဲ့ရီယယ်မက်ဒရစ်ကိုပေးကိုမဲ့နိုင်ပွဲတွေယူထားနိုင်ရဆိုပေမဲ့ဒီယာဒီမှာသူတို့ရဲ့ခန်းစစ်ကိုကြည့်မယ်ဆိုရင်တော့တော်တော်လေးရုန်းကန်နေရတာကိုတွေ့ရတယ်အထူးသဖြင့်ပရီးမီးယားလိမှာလည်းကိုမပေးရတဲ့ပွဲစဉ်က၃ပွဲလောက်ပဲရှိပြီးတော့ဘန်လီကို1-0နဲ့နိုင်တဲ့ပွဲရဲ့အာဆင်နယ်ကို1-0နဲ့နိုင်တဲ့ပွဲရဲ့ဗီလာကို2-0နဲ့နိုင်တဲ့ပွဲရဲ့၃ပွဲပဲကိုမပေးခဲ့ရတယ်ဂျန်နစ်9ပွဲကိုပေးခဲ့ရပြီးတော့ခန်းစစ်ကြောင်းနဲ့ပတ်သက်ရင်တော့ဒီထက်ပိုပြီးတော့တည်ငြိမ်ဖို့ပြင်ဆင်သွားမယ့်အနေအထားမှာရှိနေတယ် ဘာဝင်းနဲ့ပတ်သက်ရင်နောက်ထပ်စွေးရင်စရာကောင်းတဲ့ချက်ကဒီယာဒီအဝေးကွင်းစွန့်ဆောက်ရည်ပဲအဝေးကွင်းမှာဒီယာဒီ၅ပွဲကစားထားမှာ၂ပွဲပဲအနိုင်ရခဲ့ပြီးတော့၃ပွဲရှုံးထားတယ်အဝေးကွင်း၃ပွဲဆက်ရှုံးနေခဲ့တဲ့အနေထားတစ်ရက်ကိုလည်းဒီပွဲမှာရက်တန်းဖို့ကြိုးစားရမှာဖြစ်သလို2012ဧပြီလကကန်ဝင်းကစားသမားဟောင်းကန်နီဒက်ကလစ်လက်ထက်မှာအဝေးကွင်း၄ပွဲဆက်တိုက်ရှုံးခဲ့တဲ့မှတ်တမ်းပြီးရင်လက်ရှိအဝေးကွင်း၃ပွဲဆက်အရှုံးကတော်လေးကိုစွန့်ရင်စရာဖြစ်နေတယ် ဆိုတော့ဒီဘက်မှာနှစ်သင်းရဲ့အားသာချက်အားနည်းချက်လေးတွေကိုသုံးသပ်ကြည့်ချင်ပါတယ်။မက်ဆီတီသင်းကတော့ကျွန်တော်ရှေ့မှာပြောခဲ့ပြီးသားဟာလန်ပေါ်မှာတရားခိုင်နှုန်းပြီးကိုထားတဲ့အသင်းဖြစ်ပြီးတော့ဟာလန်နဲ့မက်ဆီတီရဲ့ဒီကွန်းလယ်တွေနဲ့ချိတ်ဆက်မှုကွန်းနက်ရှင်တွေကိုလီဗာပူးသင်းရဲ့နီးပြအားနည်းဆော့ရင်လည်းဘယ်လိုဖျက်တောက်ဖို့ကြိုးစားမလဲဆိုတာစောင့်ကြည့်သွားရမယ်။ဒီလုပ်ကိုကောင်းကောင်းလုပ်နိုင်မယ်ဆိုရင်ဒီဘာပူးသင်းကအဝေးကွင်းမှာရလက်ကောင်းရဖို့မျှော်လင့်နိုင်မယ်။အဲ့လိုမှမဟုတ်ဘဲနဲ့ဟာလန်ကိုမထိန်းနိုင်ဘူးဆိုရင်တော့လီဗာပူးသင်းအနေနဲ့အခွင့်အရေးရဖို့တော်တော်ခက်လိမ့်မယ်လို့ထင်တယ်။ဒီဘာပူးသင်းကတော့ ူတို့ရှုံနေခဲ့တဲ့ဘွဲ့စဉ်တော်တော်များများမှာပြိုင်ဘက်တွေက physical ကိုအသားပြုတယ် jet ball situation တွေကိုအသားပြုတယ် set piece တွေ throw in တွေ long ball တွေနဲ့သူတို့ရင်ဆိုင်တဲ့ပြိုင်ဘက်တွေကိုရှုံနေခဲ့ပြီးတော့အထူးသဖြင့်အနည်းဆုံးအနေနဲ့ကြည့်မယ်ဆိုရင် Frankfurt တို့ပဲလေးတို့လိုအသင်းတွေကိုရှုံနေထားပြီးတော့သူ့ကိုပလေးချင်းရှင်ကစားတဲ့ Real Madrid တို့ Villa တို့လိုအသင်းတွေကိုနိုင်ထားတယ်ဆိုတော့ Man City နဲ့ Liverpool အားသာတဲ့ပလေးချင်းသွားရှင်ဆိုင်ကစားမယ်ဆိုရင်တော့ ရုံးကန်ရနိုင်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့ရှေ့မှာရှိတဲ့ဟာလန်စီကိုကွန်လိုက်ရနေတိုက်ရိုက်ဘောလုံးတွေပေးဖို့တောင်မန်တွေကနေဖြတ်ပို့ပြီးတော့လျင်မြန်တဲ့ transition တွေဒီဟာလန်ရဲ့တူအားယုံအားတွေကိုအသုံးပြုပြီးတော့သွားမလားဆိုတာကိုတော့စောင့်ကြည့်ရမယ်ဟာလန်ကလည်းအဲ့ဒီအပိုင်းမှာတကယ်လို့အားရစရာကောင်းပြီးတော့အနည်းဆုံးအနေနဲ့ကြည့်မယ်ဆိုရင်ဘုံပေါက်ကိုနိုင်ခဲ့တဲ့ပွဲစဉ်မှာသူကတိုင်ဘက်နောက်ခံလူတွေကိုကြော်ဖြတ်ပြီးတော့နှစ်ဂိုးသွင်းနိုင်ခဲ့တယ်လို့အာဆင်နယ်နဲ့ပွဲစဉ်မှာ အာဆင်နယ်ရဲ့ဘောလုံးအပြတ်ကနေရိုက်တာနဲ့တွဲပြီးတော့တကယ်ကိုမြန်နှုံးမြင့်ကစားဟန်နဲ့တွင်းခဲ့မှုတယ်။မန်တန်တန်နဲ့ပွဲစဉ်မှာလည်းအလားတူပဲတူးချင်းကြော်ဖြတ်ပြီးတော့ဂိုးတွေတွင်းခဲ့တယ်ဆိုတော့ဟာလန်ကရင်လိုအေရီယာထဲမှာပဲစောင့်ပြီးတော့ဖန်တီပိသမတ်ကိုဒိုင်ကန်သွင်းနေတဲ့ကစားသမားမျိုးမဟုတ်တော့ဘဲနဲ့ဒီအာဒီမှာဟာလန်ကမွန်စတာတကောင် ဖြစ်လာတာကိုတော့လီဗာပူးခန့်စစ်သတိထားလိုက်မယ်။ဆိုတော့ဒီဘက်မှာအဓိကကီးပတ်တယ်ဖြစ်လာနိုင်တာကလီဗာပူးသင်းကဟာလန်နဲ့မက်ဆီဒီရဲ့ connection တွေကိုဘယ်လောက်ထိဖြတ်တောက်နိုင်မလဲ။ အဲ့လိုပဲမက်ဆီတီတင်းရလဲလီဗာပူးတင်းအားနေတဲ့လောင်းဘောတွေအမြင်ဘောတွေကိုဘယ်လိုပုံစံမျိုးအသုံးချသွားမလဲဆိုတာအဓိကအဖြေဖြစ်လာနိုင်တယ်ထိတဲ့တွေးဆမှုတွေမှာတော့ပြီးခဲ့တဲ့နှစ်ကအာနေစလော့ကဂွာဒီယိုလာကိုနှစ်ကျော်စလုံး2-0နဲ့အနိုင်ရခဲ့ပြီးတော့အဲ့ဒီမတိုင်ခင်နောက်ဆုံးတွေးဆမှု17ပွဲမှာရှုံးခဲ့တဲ့အရေးအတွက်နဲ့အတူတူပဲမက်ဆီတီအနေနဲ့အဲ့ဒီ17ပွဲမှာ၄ပွဲနိုင်6ပွဲတည်ကြပြီးတော့2ပွဲပဲရှုံးခဲ့တယ်ဆိုတော့ ပြီးခဲ့နှစ်ကရှုံနေမှုကတော်တော်လေးကိုမစီတီသင်းအတွက်ထိုးနှက်ချက်ဖြစ်ခဲ့တယ်။ပို့ပြီးတော့သတိထားမဲ့ချက်ကနောက်ဆုံးနှစ်နှစ်ဆက်တိုက်၄ပွဲလုံးမစီတီသင်းကလီဗာပူးကိုမနိုင်ခဲ့ဘူးပထမရာသီမှာနှစ်ကြော်စလုံးသေရကြခဲ့တယ်။ပြီးခဲ့တဲ့ရာသီမှာနှစ်ကြော်စလုံးရှုံးခဲ့တယ်ဆိုတော့ဗာဒီယိုလာနေနဲ့ကြည့်မယ်ဆိုရင်ပြိုင်ဘက်အသင်းတစ်သင်းတည်းကိုပြိုင်ပွဲစုံ၃ဘက်စတိုက်ဂုမသွင်းနိုင်ပဲရှုံးခဲ့တာဆိုလို့၂၀၂၀ကာလကမန်ယူနိုက်တက်တသင်းကိုပဲရှိခဲ့ရဆိုတော့ဒီဒီချိန်မှာဂွာဒီယိုလာနေနဲ့ဘယ်လောက်ထိ ကောင်းဆုံးပုံစံနဲ့ပြန်ရင်ဆိုင်မလဲဆိုတာလည်းစောင့်ကြည့်ရမယ်။ဒီပါဦးသိန်းကတော့ PK2 က ET Hub မှာအနိုင်ရထားခဲ့ပြီးတော့ Man City ကွင်းမှာနောက်ဆုံး2ပွဲဆက်အနိုင်ရခဲ့တာ1989ကနေ1991အတွင်းမှာဖြစ်ခဲ့ပြီးတော့အဲ့ဒီတော့က3ပွဲဆက်အနိုင်ရခဲ့တယ်ဆိုတော့အဲ့ဒီနောက်ပိုင်းမှာ ET Hub ကွင်းမှာနှစ်ပွဲဆက်အနိုင်ရတဲ့စံချိန်ကိုဒီပါဦးသိန်းပြန်လဲပိုင်ဆိုင်မလားဆိုတာလည်းစောင့်ကြည့်ရမယ်။ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ပြောထားရလေးလည်းပြည့်စုံသွားပြီဆိုတော့ ဒီဘက်မှာဘသူအသာရမလဲဆိုတဲ့အပိုင်းပေါ်မှာကျွန်တော်အမြင်လေးကိုထပ်ပြီးတော့ပြောချင်ပါတယ်။လက်ရှိနှစ်သိန်းရဲ့ form ရကြည့်မယ်ဆိုရင် Man City အသင်းကပို့ပြီးတော့တည်ငြိမ်နေတယ်။သူတို့ရဲ့တိုက်စစ်ကလည်းနောက်ဆုံး၃ဘက်မှာ twin ကို10ကိုတည်သွင်းထားနိုင်ခဲ့ပြီးတော့ Villa ကိုရှုံးပြီးတော့သူတို့ရဲ့အကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်ပြီလို့ပြောလို့ရတယ်။ဒီဘက်မှာလည်း Liverpool အသင်းက Villa နဲ့ Real Madrid ကိုအနိုင်ရပြီးတော့ဒီရာသီအကောင်းဆုံးအနေအထားတစ်ခုကိုပြန်ရောက်လာတယ်။ရာသီအစမှာသူတို့ Premier League မှာ9ဘက်ဆက်အနိုင်ရခဲ့တဲ့အကောင်မှာလက်ရှိခြေစွမ်းလောက် လေပါဦးသိန်းကမတည်ငြိမ်ဘူးလက်ရှိခြေစွမ်းကတတော်ကိုအားကောင်းလာလို့ပြောလို့ရတယ်တသိန်းချင်းစီရဲ့အားသာချက်အားနည်းချက်တွေကိုရှင်းကြည့်မယ်ဆိုရင်တော့ကျန်တဲ့အပိုင်းတွေမှာအများကြီးမကွာပေမဲ့ဟာလန်ကတော့ဒီနှစ်သင်းကြားမှာအကြီးမားဆုံးကွာဟချက်ဖြစ်လိမ့်မယ်ထင်တယ်။ဟာလန်ရဲ့ဘူးသွင်းနိုင်စွမ်းဟာလန်ရဲ့ယုံအားဟာလန်ရဲ့တူအားသူ့ပေါ်မှာမန်စီးတီးမိခိုထားတဲ့အနေထားတွေကဒီဘက်မှာအဓိကအပြည့်ပေးလိမ့်မယ်ထင်တယ်။ဒီပေါ်တင်ရောဒီယာဒီမှာ မနှစ်ကလို့ဆာလာရဲ့တူချင်းတွင်ကိုတွေကိုဖန်ဒီဘူးတွေအပေါ်မှာမိကိုထားတာမျိုးမဟုတ်တော့ဘဲနဲ့အတင်းလိုက်စွမ်းစာယူကိုပဲအဓိကအပြုသွားမှာဖြစ်ပြီးတော့နှစ်တင်းလုံးရဲ့ကစားပုံရဒီပွဲကမြန်မြန်ဆန်ဆန်နဲ့ဂိုးတွေအပြန်အလှန်သွင်းလိုက်မယ်လို့လည်းကျွန်တော်ယူဆတယ်ဒီပွဲကိုကျွန်တော်အကြိုက်ရွေးပါဆိုရင်တော့မန်စီးတီးနဲ့ဂိုးအများကိုရွေးချင်ပါတယ်ခုကျွန်တော်တင်ဆက်ပေးခဲ့တာကတော့မန်စီးတီးနဲ့လီဗာပူးပွဲစဉ်ပေါ်မှာကျွန်တော်ရဲ့အမြင်လေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ commentary by ဆို YouTube channel လေးကို ဆောင်ကြည့်အားပေးကြတဲ့ညီကိုတယောက်ချစ်စီကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်